န်ကြီးကိုယ်တိုင်ပြောမယ်ဆိုလို့ရှိရင်ငယ်ငယ်တုန်းကလူရဝင်ရင်တော့အသက်ကြီးချင်အခုကြီးချင်တော့ကြီးလာတဲ့အခါပြန်ငယ်ချင်နေပြန်ဓမ္မနာပြောတာနော်ငယ်တော့လူကြီးလို့ချင်တော့လူကြီးလို့ချင်တော့အသက်ကြီးချင်ကြီးချင်နေကွာကောဘာလို့လို့ဆိုလူကြီးဆိုတာသူ့ပြောမဲ့ဆိုမဲ့မန်မဲ့ငေါ့မဲ့လူမရှိဘူးကွာကလေးဆိုရင်အမှန်ခံရတယ်ငေါ့ခံရတယ်ဟိုဟာခိုင်းတာခိုင်းအဲ့မကြိုက်ဘူး မကြိုက်တော့ကိုကလည်းသူတို့လိုပဲခါထောက်ပြီးခိုင်းနေတော့လူကြီးဖြစ်ချင်တယ်အဲ့တော့အခုကြီးလာတော့ပြန်ငယ်ခြင်းဉာဏ်နဲ့မရတော့အဲ့တော့ငယ်တော့လည်းကြီးခြင်းလို့မရဘူးကြီးတော့လည်းပြန်ငယ်ခြင်းလို့မရဘူးရလားမရဘူးအဲ့ဒါကိုပြောအပိခါဝါကောင်းတာတွေမျောလင်းလို့လည်းမရဘူးတဲ့ဥပါဒယသပရိတ္တတိတဲ့အဲ့ဒီမှာငါငါဟာဆိုတဲ့ဆွလမှုတွေကြောင့် ရိတတတိပြန်ပြီးတော့တောင်းတမှုတွေဖြစ်လာတယ်ပူပါမှုတွေတောင်းတမှုတွေဖြစ်လာတယ်တန်တမှုတွေဖြစ်လာတယ်နမောမှုတွေဖြစ်လာတယ်အဲ့တော့စိတ်ခံစားမှုကြီးအပဲကောင်းတော့မှာတော့ဗောနော်အဲ့လိုဖြစ်တာကိုပြောအဲ့တော့မြတ်စွာဘုရားခေါ်လို့ရင်ကိုဒီဒီစကလုံးနှလုံးနဲ့ဒါအနှစ်ချုပ်ပြီးတော့ပြောပြတာပါအဲ့တော့ကိုလုံးအမှာပါတော့ဆိုလို့ရှိရင်မြတ်စွာဘုရားနောက်ကဖြေဟောတာ အနုပါဒာအပရိတ္တနာဆွလမှု ဖြောက်တော်ဆွလမှုမရှိမှခုနဒီအဖြစ်ပြက်တွေပြောင်းပါတဲ့အဲ့တော့ဆွလမှုကိုဖြောက်ဆိုဗာနဲ့ဖြောက်အောင်ပါတော့ချုပ်ကိုရုပ်လိုပဲမှတ်တာနာငုံနံလိုပဲမှတ်တာငါလိုမမှတ်နဲ့ငါလိုမထင်နဲ့ကြိုးစားပြီးတော့ဝိပဿနာဉာဏ်မြင်အောင်ကြိုးစားအဲ့လိုထားလို့ရှိရင်အခုပြောတဲ့ပြဿနာတွေမရှိတော့เนาะ အိုးလိုက်ရင်ငါအိုးတာမဟုတ်ဘူးယုတ်တရားအိုးတာနန္တရားအိုးတာပြက်သွားရင်လည်းငါပြက်တာမဟုတ်ဘူးယုတ်တရားနန္တရားပြက်တာငါဟာပြက်တာလည်းမဟုတ်ဘူးငါနဲ့ယုတ်တရားနန္တရားတွေနဲ့ခွဲထားလိုက်ခွဲထားလိုက်ရင်တောကအတ္တသွားပြီအဲ့လိုမှမဟုတ်ရင်ငါမှဖြစ်ရလေချင်းငါမှဖြစ်ရသလားသူများတွေကြတော့ပြောရွှင်တယ်ငါ့ကြမှာဖြစ်ရသလားမဟုတ်တူတူပဲအလုံးဟာနော်အလုံးဟာဖြစ်ကြမှာရှိတယ် အလိမမကန်နလုံးသွင်းနိုင်ဖို့ရသော်ဖျာဒီတုတ်တန်ကိုခေါ်တာဖြစ်ပါတယ်။ဒါကြောင့်တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့ဒီနှစ်ခုဟာရသော်ဖျာကဒီတဏ္ဍာကဖြစ်ရခြင်းဟာဒီဆွလန်းမှုကြောင့်ဖြစ်တယ်။ဒိဋ္ဌိနဲ့တဏ္ဍာမာယွင်းနဲ့အမြင်နဲ့ဆွလန်းခြင်းငါဟာလို့သိမ့်ပိုက်လို့တဏ္ဍာနဲ့ဆွလန်းခြင်းအဲ့ဒီဆွလန်းမှုနှစ်ခုဒီတဏ္ဍာမှုကိုဖြစ်ပေါ်စေတယ် အဲ့ဒီဆွဲလမ်းမှုမရှိဘူးဆိုလို့ရှိရင်တဏ္ဍမှုဖြစ်စီအဲ့ဒီဒီအကြောင်းနဲ့အကျိုးကိုမြတ်စွာဘုရားဟောတာဘာရှုလို့မဟောဘူးဘာရှုလို့မဟောဘူးဆိုတာကောက်ချက်ချခြင်းချိုးဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးကိုငါလို့မမြင်နဲ့ငါဟလို့လည်းမမြင်နဲ့နော်ချိုးဝေဒနာယုတ်ဝေဒနာလို့ပဲမြင်ဆို ဒါဝိပဿနာအမြင်ဖြစ်အောင်ကြိုးစားအမှန်မြင်ဖို့ကြိုးစားဆိုတဲ့တမဋ္ဌိဋ္ဌိဝိပဿနာတမဋ္ဌိဋ္ဌိအမြင်ရဖို့မြတ်စွာဘုရားဟောကြားတာဖြစ်တယ်။မှန်မြင်ဖို့ဟောတာပဲဖြစ်တယ်။